family life ဆိုတာတကယ်ပြောစရာကောင်းတယ်လေပြောစရာဆိုတာလည်းကိုကြည်နူးစရာကောင်းတာ lesson number 1အမှတ်ထားလိုက်ပါပြီเนาะကျင်းရဲလည်းအဲ့လိုမျိုးပဲဟိုပါပေါ့ဟိုအိမ်မှာပုံမှန်စင်မလုပ်ဘူးပေါ့အဲဆိုတော့ကိုအမျိုးသမီးရှိတယ်လို့လည်းပြောတယ်ပို့ပြီးလုပ်ပြီးသွားတာဒါပေမဲ့အခုလည်းနူးတယ်လို့ပြောဟုတ်တယ်ဟုတ်တယ် မိတ်ကတော့မဟုတ်ပါဘူးကျွန်တော်အဲ့အဲ့ဟိုပါပေါ့မွာရှာတက်တီပါဝါမှာတင်တဲ့ဟာလေးပေါ့အဲ့ဒါနည်းနည်းများသွားလို့ပြန်ပြီးတော့များသွားလို့ short ပေးပြီးရမှာဟိုလိမ့်တာမဟုတ်ပါဘူးအရင်များနေတယ်ဟောအဲ့အဲ့ product လေးကအတူရိုက်ကြသူလည်းတခြားလူနဲ့ဆိုမရိုက်ပါဘူးကျွန်တော်လည်းမှရိုက်ရိုက်တာပေါ့ family product လေးတွေပေါ့အဓိကအမေရဲ့ကျောင်းက idea ရဲ့တော့ရယ်နော်တင်ပေးတာရရှိတာဒါမှမဟုတ်သူ့ရဲ့ engineer တင်ပေးတာအာ ေးမေးထားရလို့တော့အဲ့လိုမျိုးတော့မဟုတ်ပါဘူးသူကိုယ်တိုင်ကလည်းနည်းနည်းလေးကိုဝါသနာပါတဲ့သဘောရှိပါတယ်အဲ့တော့အသိမစိဘူးပေါ့အရင်တော့ကလည်းသူဖိုတိုရှူတင်နေပါရဲ့ရိုက်ကူပါတယ်ကအဲ့လိုရုပ်ရှင်တွေပါရဲ့ရောသူတွေရိုက်ဟောအဲ့လောက်ထိတော့ character ကြီးတွေပါရဲ့လောက်ဖို့ထိတော့နေကြီးရဟုတ်ကဲ့ဟုတ်ကဲ့ပြောင်းလာတယ်ရန်ပြောင်းပြီးတယ်ရန်ရောပါပါရပြောင်းပြောင်းပါတယ်ပြောင်းလာလို့ရတာကြောင့်ဒီမှာတော့ကြောက်ရအောင်ဩကိုကိုပြောင်းလာတော့ဩ ပြောစရာတွေပဲနည်းနည်းလေးတွေ့နေရလို့ねတူပါတယ်အဲ့ဒါအကုန်လုံးပေါ့နော်ပြောရှင်းစရာဘာလို့ family life ဆိုတာတကယ်ပြောစရာကောင်းတယ်လေပြောစရာဆိုတာကိုជីနူးဘူးစရာကောင်းတာပေါ့အဲជីနူးဘူးကတော့အဲ lesson number 1မှတ်ထားလိုက်ပါပြီเนาะအမအမြဲတမ်း live ပြီးတော့ဟို မေးကနေ support အမြဲလုပ်တယ်လीဆိုတော့ just student ကမိုးလင်းမိုးချုပ်ကြလဲမညီးမညူအမနေစရာနေရာမရှိလဲအဆင်ပြေတယ်လို့ပဲအမထိုင်ပြီးတော့စောင့်နေပြီးရဲ့ဆိုတော့ဒါကြည့်ပြီးတော့အကြရပါဘောအော်ဟုတ်ကဲ့အရင်တော့တယောက်တည်းဆိုရင်တော့သွာလာနေတဲ့ချိန်မှာတော့ကိုယ်စိတ်ကြိတ်ဝိုးဝေးရတယ်အခုတော့ ဟိုလို့ခေါ်မလဲဆိုအိမ်ထောင်လဲပြပါပြီဆိုတော့ဟိုလို့ခေါ်မလဲဆိုနှစ်ယောက်တစ်ခါတွဲတွဲပြီးသွားရတော့လေတယောက်တစ်မျိုးဖြစ်နေစိတ်မပြေဘူးဆိုတော့တွဲတွဲပြီးတော့ skin care ကလည်းအဲ့လိုမျိုးပဲဟိုပါပေါ့ဟိုအိမ်မှာပုံမှန်စင်မလုပ်ပြဘူးပေါ့အဲဆိုတော့ကိုယ်အမျိုးသမီးရှိနေတယ်အဲ့လိုမျိုးအပူပြီးလုပ်ပြသွားတာဟုတ်ပါဘူးငငယ်တော့ကတော့တိတ်ပြီးတော့ဟိုမတုံးဖြစ်ဘူးပေါ့နော်အမေအသက်အရွယ်တခုရောက်လာတဲ့အခါမှာ skin care ကိုမသုံးခဲ့ရတဲ့နောင်သားတွေရောရှိတယ်ပေါ့ငွေတုံးတွေကသုံးခွင့်ကောင်းပါပဲဆိုတော့အတွေးပေါ့နော်ဒါပေမဲ့အခုလည်းနှုတ်ရလို့ပြောဟုတ်တယ်ဟုတ်တယ်ဒါတော့ဘာဖြစ်ဖြစ်လေဟို73ဖြစ်ဟာ3ဖြစ်တဲ့အချိန်ကစပြီးတော့ကိုကိုကိုပေါ့နော်ဟိုကအသုံးဖြစ်တာဒါအမှန်ကန်တယ်ဆိုတော့ငါရွေးချယ်လိုက်တာအမှန်ကန်တယ်ဆိုတော့အတွေးမျိုးတော့ရတယ်ပေါ့နော်ဆိုတော့ဟို skin care ကတော့ဆက်ပြီးတော့ဟိုသုံးဖြစ်နေပါတယ်ပေါ့ဟုတ်ကိုပြီးနှုတ်လာဟုတ်လားကိုပိုပြီးနှုတ်လာမို့အမြဲတမ်းနှုတ်နေ ဟောအဓိကတော့စိတ်ထဲမှာတိတ်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့စိတ်ကပျော်အောင်ထားတာပေါ့အဓိကတော့ဘယ်လိုပဲအခက်အခဲတွေရှိရှိကိုကကောင်းတဲ့ဘက်ကနေမြင်ပေးလိုက်တယ်ဆိုလို့ရှိရင်တိတ်ပြီးတော့ဒီစိတ်ရှုပ်ထွေးစရာတိတ်မရှိတော့ဘူးဆိုတော့ဒီကတော့ဟိုစကားလုံးလေးရှိရလေစိတ်ပြိုကိုညို့ဆိုတော့အဲ့ဒီဘောပါစိတ်ကိုပျော်အောင်ထားတာပျော်ပေးထားကြစုလေးကအလုပ်ကြိုးစားတယ်လေ ဒါကြောင့်မလို့သူ့ကိုနေရာပေးတာငါမမပါဘူးဆုရန်ဆုอ่ะသူဆက်ဆောက်ကြည့်ပေါ့အဲ့တော့ဝိုင်းတော့သူပြော့လာပါဖြည်းဖြည်းချင်းပြော့လာမှာပါဟောကောင်းလာပါပါဒါအစပိုင်းတစ်ပိုင်းနှစ်ပိုင်းမလို့မားပိုင်းလောက်ရောက်လာရင်တော့တဖြည်းဖြည်းတော့ညိန်ပြီးတော့လေအဲ့လိုမျိုးပို့ပြီးတော့ဆက်ဆောင်မှုရှိလာတယ်ပေါ့ဇက်ကားလေးရအဲ့လိုပြည့်နေရဲ့အခုပြီးသလောက်အပိုင်းအထိပေါ့နော်တောက်လျှောက်ကြည့်နေရောသူကအကြည်တက်ကလေးနဲ့အခုညာဘက်အပန်းဖြေရင်ကြည့်လို့ကောင်းမဲ့ CVC တကူပေါ့အမတရားရှိနေတာကတော့ဟိုဟာ ကျွန်တော် family လည်းပါတဲ့အခါကြတော့လေဟိုသားလေးကလည်းလမ်းလျှောက်ပြေးတဲ့ခါစားတရှိနေတော့အဲ့မှာဟိုမိသားစုတွေအဲ့လိုမျိုးဘလို့ခေါ်လဲစုစုံညီနဲ့ကျွန်တော်တို့အညီကိုတွေအတူတူအဲ့မှာတစုတဝဲအချိန်ကြာကြီးနေရတာလေးတော့အမှတ်တရပေါ့နော်အဲ့တော့ပို့ပြီးတော့အမှတ်တရဖြစ်စီတာကတော့ဟိုပါဘောကျွန်တော်တာယာလုတ်ကျတဲ့အချိန်မှာဒီသူစုစုလေးနာမည်လေးကိုခေါ်တဲ့အချိန်မှာဒါလေးထထကြီးလာလေးပေါ့ဒါလေးကတော့အမှတ်တရပြိတ္တကြားထဲမှာလည်းဖြစ်ခဲ့တယ်ဆိုတော့ဒါလေးကတော့ပို့ပြီးတော့အမှတ်တရဖြစ်နေတာပေါ့ စုနေမင်းဘာဖြစ်လို့လုံးလိုက်တာလဲကွာမင်းဘာဖြစ်လို့ဒါတော့ပေါ်ဆာရတာလဲဟမ်မင်းငါအခုလောက်ထိမယုံကြည်ခဲ့တယ်မူအဲဒီနေ့ကတော့ဒါဘိုရဲ့ဆင်းနှင်းပြေခမ်းတာဖြစ်ပါတယ်ဆိုတော့ကိုကလည်းယင်းနေကဒါဘိုနဲ့ကြုံညာရေးလေးရိုက်ဖို့ပဲဆိုတော့ဒီနေ့မှလည်းဒါဘိုကအခုလို့ဆင်းနှင်းပြေတဲ့အခါဆိုတော့ဂွန်ယူဇာနဲ့ပဲတယောက်ဖြစ်တာဖြစ်ပါတယ်ဟုတ်စကင်ခဲကအတိရတိုင်းပဲကျွန်တော်တဆင်မိဆင်းလို့ရတော့တစ်ခါကျတိတ်ပြီးတော့စိတ်မရှိတော့မသုံးဖြစ်ဘူးအဲအခုကတော့ all in one ဆိုပြီးတော့ တခါလဲပေါင်းထုတ်လိုက်တော့ယောက်ျားလေးတွေအတွက်ပုံပြီးအဆင်ပြေသွားရယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့စသုံးဖြစ်မယ်နဲ့တွေ့ပါတယ်ဟုတ်အာဒါဘူကော့စမက်တစ်စ်ကအပရိသတ်တွေကြားရမှာလေနာမည်ရှိပြီးသားဂျိုင်းနဲ့တက်ပြီးသား brand အခု10နှစ်ကနေစပြီးတော့နောက်ထပ်နှစ်ပေါင်းရာကျော်တိုင်းနောက်ထပ် product ပေါင်းများစွာနဲ့အောင်မြင်ပါစေလို့ဟိုကဆုတောင်းပေးပါတယ်